တားလီမွေးကြမှာကိုရီးယားမင်းသားနဲ့တူပေမယ့်တဖြည်းဖြည်းပီကေတွန်းသားနဲ့တူလာလို့စိတ်ညစ်နေတဲ့ပိုချာဖြစ်ခင်တားလီမွေးတဲ့အချိန်မှာကိုရီးယားမင်းသားလေးနဲ့တူပေမယ့်ခုချိန်မှာအဖေဖြစ်တဲ့ပီကေတွန်းနဲ့ပို့ပို့တူလာကြောင်းပြောလာတာကပိုချာဖြစ်ခင်ပါအလုံးတီကြတဲ့တင်ယုတ်ဆောင်မင်းသမီးပိုးချဖြစ်ခင်ဟာခုချိန်မှာတော့သူမရဲ့ဒုတိယမြောက်ရှင်သွေးလေးကိုမွေးဖွားထားတာဖြစ်ပါတယ်။အစောပိုင်းမှာတော့ပိုးချဖြစ်ခင်ကသူမရဲ့အငယ်ဆုံးသားလေးဟာကိုရီးယားမင်းသားလီချွန်းကီနဲ့တူနေဆိုပြီးကြွလုံးထုတ်ထားတာပါ။ အမန်တကယ်မှလည်းပိုးကြပြုခင်ရဲ့သားလေးဟာဖြူဖြူပွပွနဲ့တကယ်ကိုချက်စရာကောင်းကကိုရီးယားမင်းသားလေးနဲ့တူနေရပါဒါကြောင့်လေလူတွေကပြောနေကြတာပါဒါပေမဲ့လေအခုကလေးကြီးလာကတလားလောက်ကြာသွားချိန်မှာတော့ပိုးကြပြုခင်ရဲ့တန်းငယ်လေးဟာကိုရီးယားမင်းသားလီကျွန်းကီနဲ့မတူတော့ဘဲအကိုထွန်းနဲ့ပြူနာတယ်လို့ဆိုတာပါ ဦးကြပြုခင်ကပိုက်သေးကထွက်ခါစားကတော့သူ့မရုပ်ပဲဒါပေမဲ့တရတရသူ့ပင်နဲ့တူလာတာတော့မတက်နိုင်ကြောင်းပြောလာတာဖြစ်ပါတယ်။ဒါပေမဲ့လေဖြည့်သားစရာရှိတာကသူ့မရဲ့သားလေးဟာအသားရည်အရိုးစင်နဲ့လက်ချောင်းသွသွဲလက်လာလေးတွေကသူ့မနဲ့တူနေလို့စိတ်ချမ်းသာရတယ်လို့ပိုးကြပြုခင်ကဆိုပါတယ်။ဒါပြင်ပိုးကြပြုခင်ကသူ့မရဲ့ငယ်ဆုံးသားလေးစိန်ဦးညီရဲ့အလားပါကတော့ယောက်ျားပိသားနဲ့ရုံးရင်မျိုးလို့လဲဆိုပါတယ်။